။ပဲခူးတိုင်းဒေသကြီးတနင်္လာလအသေးဖွဲ့စည်းထားရှိတဲ့ပြည်သူစစ်ဌာနတပ်ဖွဲ့ဝင်များအားလက်နက်တပ်ဆင်အနှင်းငယ်ကြောင်သိရပါဗျ။ယနေ့အေပီလ22ရက်နေ့နက်ပိုင်းတွင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အေချမ်းဖြိုးခမ်းမမှာပဲခူးတိုင်းဒေသကြီးတနင်္လာလအသေးဖွဲ့စည်းထားရှိတဲ့ပြည်သူစစ်ဌာနတပ်ဖွဲ့ဝင်များအားလက်နက်တပ်ဆင်အနှင်းချင်းကိုပြုလုပ်ရာကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးဖုံမြန် တောင်ပိုင်းတိုင်းစစ်ထနာကျုံတိုင်းမှုဘူကျုံကြည်တိုက်နယ်တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။အခမ်းအနားတွင်ကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဘူကျုံကြီးဖုံမြက်ကအဖွင့်မှားစကားပြောကြားကာပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအတွက်လက်နက်များတပ်ဆင်အနှင်ပြီးတိုင်းမှုကစားတောက်ဖွဲ့ရများပေးအပ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီနောက်တာဝန်ရှိသူတို့ကပြည်သူ့စစ်ဌာနတပ်ဖွဲ့ဝင်များကိုစားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရကြောင်းသိရပါတယ်။အဲ့ဒီနောက်ဒုတိယဗိုလ်ချုပ်ကြီးဖုံမြန် တိုင်းမှုနဲ့တာဝန်ရှိသူများဟာပြည်သူစစ်ဌာနတပ်ဖွဲ့ဝင်များအားလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသိရပါတယ်။